င်္ဂလာပါဒီချက်ဒီနေ့သင်မဲ့သင်ခန်းစာကတော့ Modern Physics Chapter 12 Modern Physics ခန်းမှာပါတဲ့ exercise တွေကိုပြောပြသွားမှာဖြစ်ပါတယ် What are cathode ray mention the property of cathode ray cathode ray ကတစ်ချက်ရှေ့မှာအဲသင်ခန်းစာအစာပိုင်းနေမှာ cathode ray အကြောင်း cathode ray ရဲ့ property တွေအကြောင်း ဒစ်စကတ်လုပ်ပြခဲ့ပြီးဖြစ်ပါတယ်။ဒီမှာအဖြေလည်းဖြေပြထားတာဖြစ်ပါတယ်။အော်ဒီအဖြေကိုကိုဘသားကိုပြန်ပြီးတော့စူးစမ်းပြီးတော့လေ့ကျင့်ကြည့်လို့ရပါတယ်။အဲ့တော့ properties of cut through race ဆိုတာလက်ရှိမှာရှင်းပြခဲ့ပြီးသားဖြစ်လို့ဒီချဲဓာတ်တွေကိုလိုက်ဖက်မပြတော့ဘူးဖြေပြီးသားဖြစ်တယ်။ဘလို့ဖြေရတယ်ဆိုတော့ format နဲ့ပုံစံအောင်မှတ်ပြီးတော့ကိုဘသားကိုဖြေတဲ့အောင်စူးစမ်းလေ့ကျင့်ကြည့်ပါနော်။နံပါတ်2ကိုဆက်သွားအောင်။ နံပါတ်2က explain the characteristics x ray and continuous x ray အဲ့တော့ characteristics x ray နဲ့ continuous x ray နဲ့ပတ်သက်လို့ဘလို့ထုတ်လဲဘလို့ရှင်းပြရမလဲဆိုတဲ့အချက်ကိုလည်းဒီချက်ရှေ့မှာပြောပြခဲ့ပြီး discuss လုပ်ခဲ့ပြီးဖြစ်ပါတယ်အဲ့ဒီ video lesson တွေကိုနားထောင်လေ့လာပြီးတော့ဒီလိုမျိုးကဒီအလွတ်ချက်ပြီးတော့ရေးတာမဟုတ်ဘဲနဲ့ကို own words နဲ့ကို x ray ဘလို့ထွက်တယ်ဘလို့ဘုံသွားဖြစ်လို့ target material တွေဘလို့ရိုက်လို့ဖြစ်တယ်ဆိုတဲ့အကြောင်းအရာတွေကိုနားလည်အောင်လုပ်ပြီးမှပြန်ပြီးတော့လေ့ကျင့်ဖြေဆိုကြည့်ကြပါလို့ဒီချက် ခြံပေးခြင်းပါတယ်ဒီမှာတော့ဒီချက်ဖြည့်ပြပေးတာပေါ့နော် characteristic h3 နောက် continuous h3 ပေါ့နော်နောက် give property of h3 h3 ရဲ့ property ကြီးပေါ့ h3 က electromagnetic spectrum ဖြစ်တဲ့ charge မရှိဘူးသူကအဲသူကဒီ electric field နဲ့ magnetic field နဲ့ကိုသေဖယ်မှုမရှိဘူးလို့ဒါတော့ speed ကလိုက်အတိုင်းလေယာဉ်တွေကိုသွားနိုင်တယ်ဒါတော့ penetrative power များတယ် gamma ray လို့ပဲ ဒါနော်တစ်ကဒန်းဆိုရှီဒင်းပေါ့နော်ဒါဒီတစ်ဒန်းရှီဒီတွေ high density ရှိတဲ့ concrete တွေကိုတော့သူကနည်းနည်းဟိုမဖောက်နိုင်ဘူးပေါ့နော်သူက extra ကိုကာဝယ်ဖို့အတွက်ဓာတ်တွေကိုသုံးလို့ရတယ်ပေါ့နော်အာ soft tissue like organ တွေပေါ့ skin တွေကိုတော့ absorb မလုပ်နိုင်ဘူး extra ကဒါပေမဲ့ तू က density မြင့်တဲ့ material တွေ soft soft extra တွေကဒီ extra absorb ဒီ material တွေကိုတော့ तू ကဘုန်းတွေကို absorb လုပ်နိုင် absorb လုပ်နိုင်တာဖြစ်တဲ့အတွက် extra တ်မှန်ရိုက်တာမျိုးတွေလုပ်လို့ရတယ်ပေါ့နော်အဲဒါကြောင့်မလို့ဒီ biological effort တွေသုံးတဲ့ဒီ high energy တွေသုံးရမယ်တ်မှန်ရိုက်တဲ့ဟာတွေနောက် energy packet နဲ့ပတ်သက်တဲ့အရာတွေကိုဒီချေရှေ့မှာလဲရှင်းပြပေးသားဖြစ်တဲ့အတွက်ဒီမှာလဲဖြည့်ပြပေးသားအဲ့တော့ဒီ property တော့ x-ray ကိုဒါဖြည့်တတ်အောင်လေ့ကျင့်ကြည့်ပါနော်နောက် number 4 number 4ကလည်းရှင်မှာ exact state တွေတွက်ပြခဲ့သလိုပဲဒီမှာ hydrogen atom electron of exit တဲ့ hydrogen အတန်း hydrogen အတန်း exit တဲ့ hydrogen အတန်းတစ်ခုကနေပြီးတော့ electron ထွက်သွားတာပေါ့ electron ထွက်သွားတာ nmb block level energy number level block ကနေပြီးတော့လဲဆိုရင် nmb 5ကနေပြီးတော့2 nmb 2ကို level ကိုကူးပြောင်းလိုက်တာပေါ့ transfer ဖြစ်လိုက်တာအဲ့ဒီမှာ wavelength ကို emitted photon ရဲ့ wavelength သိရမယ်ပြီးတော့ဒီ wavelength က visible region လားဆိုတာကတော့ဒါအဖြေထွက်မှာဆုံးဖြတ်ရမှာဖြစ်တယ်အဲ့တော့ initial က5 final က2အဲ့တော့ plan ရဲ့ constant ကတော့သိပါတယ်6.626 10 power into အဲ့တော့ plan constant က6.63 into 10 power -34 joule second ဆိုလဲရအဲ့တော့ဒီမှာ energy e equal to en equal to -13.6 by n square electron volt original formula နဲ့အမြဲတမ်း အူဆုံးချရေးပါဒီမှာဒီမှာတော့တန်းအစားသွင်းလိုက်တာပေါ့နော်မင်းတို့ရေးတဲ့အခါမှာ original formula ရေးဖို့မမေ့ပါနဲ့ဒါတစ်ချက်ထပ်ဖြည့်ပြရတာပါအဲ့တော့အစင်းစင်း data တွေကိုအသွင်းပြီးတွက်လိုက်မယ်ဆိုရင်လိုချင်တဲ့အဖြေကိုရမယ် wavelength က434 nanometer လို့ပြောပါတယ်အဲ့တော့ wavelength တွေက visible မြင်နိုင်လားဆိုတော့ visible length ရဲ့ wavelength range က400နဲ့900ရာရှိတယ် nanometer ရာရှိတယ်ဆိုရင်တော့ဒါက visible region ဖြစ်တယ်လို့ သတ်မှတ်ပါတယ်။ Number 5 in what saturation does have law not apply ဘယ် saturation မှာ have law have law အတွက်အသုံးပြုလို့မရဘူးလေပေါ့နော်။ Following are the limitation of have law which make the challenges in measurement because the intrinsic motion of galaxy observe velocity get influence galaxy orbiting due to their gravitational movement အဲ့တော့ why is the have law important important have law ဘာဖြစ်လို့ अयेजीले हावेलोगा हा, एज और यूनिवर्स को टाइम ओटो अयेजी जावो नो इट प्रोवाइड द फर्स्ट एविडेंट दैट द यूनिवर्स एक्सपेंडी एस अ रिजल्ट दैट वाज वेदर स्टार्टलिंग एट दैट टाइम एस इट हैड लॉन्ग बीन अश्यूम दैट द यूनिवर्स वाज स्टेडिड एंड एंड चेंजिंग Why is Havelaw constant as that? Havelaw is constant. Papi lo madhe jaa The measure value of h naught is subject to vary for different velocity measurement outlet galaxy တွေမတူတဲ့အတွက် galaxy တွေရဲ့အလင်းတွေကလည်းကွဲပြားတယ်ဒါကြောင့်မလို့ပြောင်းလဲနေတာဖြစ်တဲ့အတွက် Hubble constant h နော်ဟာ uncertain ဖြစ်နေတာပဲဖြစ်ပါတယ်ဆက်ကြည့်ရအောင်အဲ့တော့ data တွေပေါ့ဒါ celestial body တွေရရတဲ့ data အချက်အလက်တွေပေါ့ information တွေပေါ့အဲ့တော့ information ကဒီ ဒီ glacier ဘလောက်ဝေးกว่าလဲနောက်ဒီ recession velocity ဆိုတာနောက်ကိုဆုတ်တဲ့အလင်းပေါ့ဝေးရာတို့တော့ရွေရင်းရနေပြီးတော့ဝေးဝေးသွားရင်းရနေပြီးတော့ဖြစ်တဲ့အလင်းပေါ့ recession velocity အဲ့အလင်းကဘလောက်လဲဆိုတော့ဒီ data တွေကိုသုံးပြီးတော့မှတချို့က graph ဒါဆွဲရမှာပေါ့เนาะ graph ဆွဲတဲ့အခါမှာ the data set of distance against recession velocity of the celestial object is given below plot ဆွဲရမယ် graph using the given data ပေးတဲ့ data တွေကိုသုံးပြီးတော့ plot ဆွဲရမယ် what is the nature of the graph graph ရဲ့ nature ကဘယ်လိုဖြစ်မလဲပေါ့เนาะဆွဲကြည့်မှာပဲသိမှာပေါ့เนาะ find the slope of the graph graph ကနေရတယ်ဒီ slope ကိုရှာရမယ် estimate the age of အဲ့ဒီ slope ကနေပြီးတော့ age of universe ကိုခန့်မှန်းမယ် given relevant comment regarding the graph graph ကနေရတဲ့ဟာ ਨੇ ဒီချက်လို့သိတာတဲ့အရင်တော့ age of universe ဒီ estimate လုပ်ပေးရမှာပေါ့เนาะ relevant ဖြစ်မဖြစ်ကြည့်အောင်ဒီမှာ graph ရဲ့ဒီခုန data တွေနဲ့ဆွဲလိုက်တဲ့အခါမှာ nature of graph က straight line ဖြစ်နေတယ် straight line ဖြစ်နေတယ်အဲ့တော့ the nature of graph က straight line ဖြစ်တယ် graph ရဲ့ slope ကပြန်ကြည့်မယ်ဒီမှာဒီနားလေးမှာဆိုတော့ဒါ3000မပြည့်ခင်မှာဒါ2800ပေါ့ final ရ initial ကကြတော့ဒီမှာ900မပြည့်ခင်ပေါ့เนาะ900မပြည့်ခင်ဆိုတော့ဒီမှာ 300လောက်ရှိမယ်2800အဲ့ဒီ slope ရဲ့ data တွေပေါ့ rise and run လေ y u by x win u rise and run အဲ y2 minus 11 h2 minus h1 ပေါ့အဲ့ဒါရှာလိုက်မယ်ဆိုရင် grad ရဲ့ slope ကိုရှာလိုက်မယ်ဆိုရင်ဒီမှာ68 km per second ရမယ်အဲ့တော့ age of universe က40.3 billion year ပေါ့ the correct value h0 က72 km per second အဲ့တော့ရထားတာဟာကဒါ correct value h of universe ကဒီရထားတဲ့68 km per second နဲ့တွက်တဲ့ h of universe ဟာပဲ constant ဟာပဲ constant နဲ့ရှာလိုက်တဲ့အခါမှာ h of the universe က40.3 billion year ရရတယ် ဟိုတချို့ ro relevant က process ကကြာတော့သူက72 km per second 72 km per second နဲ့တွက်ထားတဲ့ age of universe correct value ကအမှန်က30.6 billion year အဲ့တော့ error ကတော့ဒီလောက်လောက်ပဲရှိတဲ့အတွက်ဒီ graph က acceptable one လက်ခံလို့ရတယ်ပေါ့เนาะ error ရာခိုင်နှုန်းကအဲ5ရာခိုင်နှုန်းလောက်ပဲ9ရာခိုင်နှုန်းလောက်ပဲရှိတယ်ပေါ့เนาะ14.3 billion year နဲ့30.6 billion year အေး အခုလောက်ဆိုရင်တော့ Age of Universe က30.8 30.7 billion year လောက်လို့ပြောတဲ့အတွက်အခုတဖြည်းဖြည်းနဲ့ expand ဖြစ်လာလိုက်တာ40 billion လောက်နီးနီးတော့ဖြစ်လာပြီပေါ့နော်ဒါဆိုရင်ဒါ relevant ဖြစ်တယ်လို့ပြောလို့ရတယ်ဒီ graph က acceptable ဖြစ်တယ်ပေါ့နော်ဒီချက်ဒီနေ့သင်မဲ့သင်ခန်းစာဒီလောက်ပါပဲအားလုံးကိုခြေစွပ်တင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမိကုန်းအဖြေနဲ့မှတ်စုတွေကို Pandey Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်